မင်္ဂလာပါယနေ့အော်တိုဘာလ25ရက် BBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြောက်ဖြူအမှတ်32ရဲတပ်ရင်းအနီးမှာ AA ကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီတပ်သားအကြမ်းဆုံးများစွာနဲ့ဆုတ်ခွာနေကြရတယ်ဆိုတဲ့သတင်းကိုသတင်းတောက်နိုင်နိုင်ကပေးပို့ထားပြီးကိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တရုတ်စီမံကိန်းတွေများစွာရှိတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ရှိအမှတ်32ရဲတပ်ရင်းအနီးမှာ AA ကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သားတွေကြာဆုံးပဲပြောဆိုနေဆုတ်ခွာနေရတယ်လို့ AES ရဲ့စီးရီးသတင်းရင်းမြစ်တွေစီကသိရပါဗျ။စစ်ကောင်စီကကြောက်ဖြစ်မှုနယ်တစ်ခုလုံးကိုလုံးလုံးသိမ်းပိုက်နိုင်မှုအတွက်စစ်ရဲတွေများပြားဖြည့်တင်းနေကအာခတ်တော် AE သိမ်းပိုက်ထားတဲ့နေရာတွေကိုပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာဒရုန်းလေကြောင်းရေကြောင်းတွေနဲ့တူထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ပေမဲ့လည်းထိရောက်မှုမရှိဘဲလက်ရှိအခြေအနေအကြဆုံးများပြားစွာနဲ့ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ AE နဲ့နှိစက်တဲ့စီးရီးသတင်းရင်းမြစ်တွေစီကသိရပါဗျ။စစ်ကောင်စီကရခတ်တော်အီကအတော်ကြာ ိမ့်ပိုက်ထိန်းချုပ်ထားတဲ့အမှတ်32ရက်တရင်ရဲ့ကာကင်းစကန်ခုဖြစ်တဲ့ပြိုင်စိတ်ကင်းကာကင်းစကန်အရှိကနန်းဖဲတောင်နဲ့မင်းတက်တောင်ချေးရွာတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ပေမဲ့လည်းအကြဆုံးတွေဆက်လက်ရှိနေဆဲဖြစ်တယ်လို့ A ရဲ့စီးရဲသတင်းမီဒီယာ VPN ကိုပြောပါတယ်။စိတ်ကောင်စီတဲတွေက A ပိတ်ကွန်းထိတ်ကိုထိုးစစ်ဆင်လာတော့အကြဆုံးတွေမြတ်စွာရှိနေကြတာပါ။စကစကစိတ်ကြောင့်ထိုးလာရင်အရခတဲတွေက နောက်ဆုတ်ပေးပါတယ်။ သူတို့ရဲ့ပိုက်ကွန်းထေကို ရောင်မတိုက်ခိုက်တာဖြစ်ပါတယ်။အစ်လိုတိုက်ပွဲတွေဖြစ်တော့ စကားဆဆိုင်ကျောင်းတွေဟာအချားဆုံးတွေနဲ့ဆိုင်ကျောင်းတစ်ခုလုံးပြက်ကထွက်ပြေးသွားကြတာရှိပါတယ်။အခုနောက်ပိုင်းမှာတော့စကားဆထိုးဆိုင်တွေကအေးလောက်ဆင်လာတာမျိုးမရှိတော့အရခတ်တက်တော်ရေက ပြန်လဲထိုးဆိုင်ဆိုင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ရခိုင်စစ်မျက်နှာမှာရှုံးနေရင်ဆိုင်နေရတဲ့စကောင်စီတက်ဟာကြောက်ဖိမှုနဲ့အတွင်းကိုစင့်ရအဖြစ်တင်းတာတွေအရင်ကထက်နေပါလာတာကြောင့် လက်ရှိမှာစစ်ကောင်စီတပ်ဟာအေးအေးတင်းထားတဲ့နေရာတွေကိုထိုးစစ်မဆင်တော့ပဲခံစစ်ပုံစံနဲ့တာဆက်လက်ခုခံကာကွယ်နေတယ်လို့လည်းသိရပါတယ်။ပြီးကြတဲ့အော်တိုဘာလအလဲပိုင်းလောက်ကလည်းစစ်ကောင်စီတပ်ဟာအမှတ်30နှစ်ရဲတပ်ရင်အရှိကကာကင်စကန်ဖြစ်တဲ့ပြိုင်းစိတ်ကေကာကင်စကန်ကနေမင်းတပ်တောင်ဘက်ကိုစစ်ကြောင်းထိုးလာရာအရခတော်ကြီးကတံပြန်ထိုးစစ်စင်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သားတွေဟာအကြမ်းဆုံးတွေများပြားခဲ့ပြီးတော့ပြိုင်စိတ်ကေ ကာကင်းစခန်းတွေနဲ့30နှစ်ရဲတပ်ရင်းတွေကိုပြန်လည်ဆုတ်ခွာသွားကြတယ်လို့သိရပါတယ်စစ်ကောင်စီတပ်တွေကကြောက်ဖြူမင်းတွေကအရခတတော်အေးတင်းထားတဲ့နေရာတွေကိုလည်းထိုးစစ်ဆင်လာစဉ် AA ကလည်း Defend 3ရဲ့ပင်မစခန်းတွေဖြစ်တဲ့အဲ့မဲ့30နှစ်ရဲတပ်ရင်းနဲ့တညောက်တွေရဲဌာနချုပ်တွေကိုလက်နက်ကြီး drone တွေနဲ့ပြစ်ခတ်တိုက်ခတ်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်ပြီးကြတော့ဒီလို16ရက်နေ့ကလည်းစစ်ကောင်စီကအင်အားလုံးရင်းနဲ့မလကျွန်းကြေးရွာနေရှိဘဘတံခွေလက်ခံတူလောင်ပို့ဆောင်ရုံ OGD စက်ရုံနီနာရှိကာကင်းစကန်တွေကနေပြီးတော့အရခရတော်အေးရေသိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့လက်ခမော်ရွာသက်ပြင်ချေငပြောချောင်းကရဘာနဲ့ဂေါ်ဒူကြီးွာနေကိုဒုံအပဝင်ရေချောင်းနဲ့အတူ ထိုးစစ်ဆင်လာခဲ့ပြီးတော့ကလပါကြီးွာနေကိုရောက်တဲ့အခါမှာတော့အေးကစနိုက်ပါတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့နဲ့အရာရှိချို့တိချုံးမှုတွေရှိခဲ့တယ်လို့လည်းကြောက်ဖြူစေးရေးသတင်းတွေဆီကသိရပါတယ်ကြောက်ဖြူမြို့မှာတော့ရတက်က ယောပက်ပက်လေကိုဝန်ရံထားတာရှိပါတယ်။သူတို့ကတော့ retainer ၊ဒယုံကိုအဓိကအသုံးပြုပြီးတော့အေးအေးသင်းထားတဲ့နေရာတွေကိုထိုးစစ်ဆင်ဝဲတာပါ။မြေပြင်မှာတော့စားကစားအဖွဲ့တွေကတိုက်ခိုက်ရပိုင်မှာအဲ့လောက်ထိဆွဲဆိုင်ရင်မရှိကြပါဘူး။ဒီနေ့တန်ကြောက်ရင်လေသူတို့ကထွက်ပြေးကြတာရှိပဲ။အခုလဲအရခတ်တက်တော့ကစိတ်ကိုစီကတက်လာတဲ့စိတ်ကြောင့်တွေကိုစနေပါတယ်နဲ့တောက်လျှောက်ပိုင်နေတာဖြစ်ပါတယ်။ဆောင်စီကကြပ်မှုနယ်တွေကထိခိုက်တဲ့ရရှိသူတွေကိုလည်းမြို့ပေါ်ရှိကလေးနေရာဆက်ပြည်သူစေုံကြီးနဲ့ တက်ဆေးဥလိုမှာစေကူတမှုခံယူနေရပြီးလက်ရှိမှာနေရာမလုံလောက်တာကြောင့်ရန်ကုန်ရဲ့စစ်တပ်မြို့ပေါ်ကိုရေချောင်းလေချောင်းကနေပို့ဆောင်မှုတွေဇက်တိုက်ရှိနေတယ်လို့လည်းသိရပါတယ်။ကြောက်ဖြူမြို့မှာဓညဝရီရေတပ်ဌာနချုပ်ခလာရ34ခမရ5လနဲ့ခမရ5လ3အမှတ်32ရေတပ်ရင်တောင်ပေါ်ကြီးရေတပ်စခန်းအုံးကျွင်ရေတပ်ဌာနခွဲတို့တရှိတာဖြစ်ပြီးတော့ဒီတဲ့ရင်အကောင်နဲ့မြို့နယ်တခုလည်းဖြစ်ပါတယ်။ကျွန်တော် Richard ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဗမော်မြို့တွင်တိုက်ပွဲထဲမှာစစ်ကြောင်းပြက်ထွက်ပြေးတဲ့စစ်ကောင်စီတပ်သား2ဦးကို၎င်းတို့ဖွဲ့ထားခဲ့တဲ့လက်နက်6လက်နဲ့အတူအရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုကိုမင်းတော်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့တိုက်ပွဲအတွင်းမှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား2ဦးကို၎င်းတို့ဖွဲ့ထားခဲ့တဲ့လက်နက်6လက်နဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါဗါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ24ရက်မနေ့ကဗမော်မြို့အတွင်း တော်လိုင်းရေးအင်အားစုတွေနဲ့စစ်ကောင်စီတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှအထိနာကစစ်ကြောင်းပြတ်ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အဲ့ဒီလိုစစ်ကြောင်းပြတ်ပြန်လည်ဆုတ်ခွာသွားတဲ့စစ်ကောင်စီတပ်သားတွေကို KIA နဲ့တော်လိုင်းရေးအင်အားစုတွေက နောက်မှလိုက်လံရှင်းလင်းရာအရက်သားဟန်ဆောင်ပြီးပုံဖြတ်ထွက်ပြေးဖို့ကြိုးစားနေတဲ့စစ်ကောင်စီတပ်သားနှစ်ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အဆိုပါတပ်သားနှစ်ဦးကိုဖမ်းဆီးနိုင်ပြီးတဲ့နောက်ထပ်မံစစ်ဆေးရမှာ ၎င်းတို့စစ်ကြောင်းပြတ်ဆုတ်သွားစဉ်ဖွက်ထားခဲ့တဲ့လက်နက်6လက်ကိုလည်းထပ်မံဖော်ထုတ်ရယူနိုင်ခဲ့လို့သိရပါဗျ။ဒါအပြင်မနေ့ကဗမော်မြို့တွင်ရှိအခြားတိုက်ပွဲတစ်ခုမှာလည်းစစ်ကောင်စီဘက်ကထုတ်သုံးနေတဲ့ရုရှားနိုင်ငံထုတ်ဤပညာမြင့် drone တစ်စီးကိုလည်းတော်လိုင်းအင်အားစုတွေကတိုက်ခိုက်နိုင်ခဲ့လို့သိရပါဗျ။ဗမော်မြို့တွင် KIA တပ်မ7တာဝန်ယူထားတဲ့စစ်မျက်နှာကိုစစ်ကောင်စီဘက်မှ drone သုံးပြီးကင်းထောက်တိုက်ခိုက်ရန်ပြန်တန်းလာစဉ် တပ်မ71စေးတပ်ဖွဲ့မှရဲဘော်တအူကစူပါဒရုန်းကို ပြက်ချအောင်ပစ်ချနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြက်ချလာတဲ့စစ်ကောင်စီဒရုန်းကိုစစ်ဆေးကြည့်ရမှာရုရှားနိုင်ငံထုတ်ဤပညာမြက်ဒရုန်းဖြစ်ပြီးဗမော်စစ်မျက်နှာအတွင်ယခုလိုဤပညာမြက်ဒရုန်းကိုပစ်ချနိုင်ခဲ့တာရှားတယ်လို့လဲစူပါသတင်းရင်းမှဆက်ပြောပါတယ်။စစ်ကောင်စီနဲ့တော်လန်ရေးအင်အားစုတွေကြားနေ့စဉ်ဗမော်မြို့အတွင်းတိုက်ပွဲဖြစ်ပွားမှုတွေပြင်းထန်နေပြီး လက်လွတ်ထားရတဲ့စကန်နေရာအချို့ကိုယခုရပ်ပိုင်းအတွင်းမှာပဲတော်လိုင်းရင်အားစုတွေဘက်ကပြန်လည်သိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ KI ဥဆောင်တဲ့တော်လိုင်းရင်အားစုတွေအနေနဲ့ဗမော်မြို့ကို2024ခုနှစ်ဒီဇင်ဘာလမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးယခုအချိန်မှာတော့တနစ်နီဘာတိကြာမြင့်လာနေပြီဖြစ်ကမြို့ပေါ်နေရာအများစုကိုလည်းတော်လိုင်းရင်ဘက်မှဆက်လက်ဆူမိုးထားနိုင်စေဖြစ်တယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ။စကိုင်းတိုင်းစာလင်ကြီးမြို့နယ်ရှိဝမ်ပေါင်တရုတ်ကျင်းနီစီမံကိန်းရဲ့မစင်မချင်းမြေစာပုံစွန့်ပစ်မှုတွေကြောင့်ပတ်ဝန်းကျင်ကိုစိုးစိုးဝါဝါထိခိုက်မှုတွေရှိနေပြီးတော့ရွာကန်တွေဟာလည်းကြောက်ယောဂါနှလုံးယောဂါအသက်ရှူကျက်တဲ့ယောဂါတွေခံစားနေကြရပြီးတကြီးရွယ်အိုတွေနဲ့လူငယ်တွေမှာပုံမူခံစားနေကြရတာအသက်သေဆုံးမှုတွေရှိတဲ့အထိဖြစ်ပေါ်လာနေတယ်လို့ဒေတာကန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က VPN ကိုအောက်တိုဘာလ25ရက်နေ့ကပြောပြပါဗျာ။ သက်ရှူကြက်တဲ့ယောဂါဖြစ်လာရင်နှလုံးရေဝတ်တလိုမျိုးခံစားရပြီးချွဲတွေကအဆက်မပြတ်ထွက်လာတာကြောင့်လူကြီးတွေဓာတ်မခံနိုင်မဲ့အသေးဆုံးရတာတွေရှိနေပြီးလူငယ်တွေမှာလည်းအချိန်နှစ်ပတ်ခန့်အသက်ရှူကြက်တဲ့ဓာတ်ကိုကြော်လာနိုင်မှယောဂါပျောက်ကင်းသွားတာမျိုးတွေရှိတယ်လို့ဆိုပါတယ်။ဒါ့အပြင်ဆိုပါမြေစာပုံစွန့်ပြစ်မှုဟာအာနာသိမ့်ပြီးနောက်ပိုင်းပုံမိုးဆိုးရွားလာက အနည်းငယ်ကဓာတ်တိုင်ကြီးတွေအဆောက်အအုံတွေမှာအဝါရောင်အစေးတွေကတ်လာနေပြီး ယောဂန်တောင်သူလယ်သမားတွေရဲ့နွားစိတ်တိုးကြောင်းတဲ့နေမြေတွေကိုခြံစည်းရိုးခတ်ပစ်ထားကြောင်းဒေသခံပြည်သူတွေဟာကျမ်းမာရေးအတွက်သာမကပဲအခြေခံစားဝတ်နေရေးဖြည့်ရှင်းဖို့ကိုတောင်းနိုင်နိုင်ရုံးကန်နေရတယ်လို့သိရပါတယ်။ယောဂခံစားနေရတဲ့သူတွေကပတ်စံတက်နိုင်ပြီးစေကံသွားပြနိုင်တဲ့သူတွေရဲ့ပြောပြချက်အရာတွေးခဲတဲ့ကိစ္စရက်ကအဓိကဖြစ်နေပြီးတော်တော်များများကတော့ငွေကြေးမတက်နိုင်တာကြောင့်သေဆုံးရတဲ့အထိရှိနေတယ်လို့သိရပါတယ်။ ဒါအပြင်စစ်ကောင်စီရာအဆိုပါတရုတ်ကျင်းညီစီမံကိန်းကနေထွက်တဲ့ကျင်းညီတွေကိုကုံချောင်းရောရေချောင်းကပါလက်နဲ့သွဲအုံပြုပြီးတည်ယူပို့ဆောင်နေတယ်လို့သိရပါတယ်။အဆိုပါတရုတ်ဝန်ပေါင်းစီမံကိန်းဟာအာဏာမသိခင်ကတည်းကရွာကန်နေနဲ့ပြဿနာတွေတက်ခဲ့ဘူးပြီးအာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီအားကိုးနဲ့အခုလိုပုံမိုးဆိုးရွားစွာလှုပ်ဆောင်လာနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းမြင်းညံမြို့ပေါ်မှာထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို ဒေါ်လန်ရေးတပ်ဖွဲ့တွေက drone နဲ့ဘုံသီးများကျဲချတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတွေအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြန်မာခရိုင်ပြည်သူ့ကာကွယ်ရေးတိုင်ရင်တက်ကမနေ့ကထုတ်ပြန်ခဲ့ပါတယ်။အော်တိုဘာလ9ရက်နေ့မှစပြီး21ရက်အထိမြင်းညံမျိုးပေါ်မှထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုကာလမိုင်းတလျှောက်မှာ drone နဲ့ဘုံသီး58လုံးကျဲချတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှထိခိုက်မှုအများပြားရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်းလက်နက်ကြီးတွေဒရုန်းတွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့တော်လဲတော်လန်ရေးဒရုန်းရဲဘော်တွေအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဆိုပါဒရုန်းနဲ့တိုက်ခိုက်မှုမှာမြင်းညင်ခရိုင်အမှတ်၁တရင်မြင်းညင်ခရိုင်အမှတ်၈တရင်နထိုးကြီးမြို့နယ်ပါကဖနဲ့ရေစကြိုတပ်ပေါင်းစုဒရုန်းဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းစီစဉ်ကိုကိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အစ္စရေးစစ်လေယာဉ်တွေကနိုင်ငံရဲ့အရှိတ်တောင်တန်းနဲ့တောင်ပိုင်းကိုအသက်ဆုံးရှုံးမှုဖြစ်စေတဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတရက်အကြာမှာပဲလေဗနွန်တောင်ပိုင်းကို drone နဲ့ထပ်မံတိုက်ခိုက်ခဲ့တာကြောင့်လူနှစ်ဦးသေဆုံးခဲ့တယ်လို့ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ဒါဟာနိုဝင်ဘာလကစတင်ခဲ့တဲ့အမေရိကန်ပြည်ထောင်စုရဲ့ဂျောင်းဝင်စစ်ဆေးမှုနဲ့အစ္စရေးနဲ့လေဗနွန်လက်နက်ကိုင်အဖွဲ့ဟစ်စ်ဘိုလာတို့ကြားပစ်ခတ်ရစေးကိုအစ္စရေးကနေ့စဉ်နေပါချိုးဖောက်မှုတွေက နောက်ဆုံးဖြစ်ရဖဲဖြစ်ပါတယ်။အော်တိုဂလာ24ရဲ့တောက်ကြနေ့ကနဘာတီယာခရိုင်ရှိထူးမြို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကြောင့်လူနှစ်ဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ဒါပေမဲ့အချိန်နှေးသေးစိတ်ကိုတော့မဖော်ပြခဲ့ပါဘူး။လုံခြုံရေးသတင်းရင်းမြစ်တစ်ခုကအေဂျာစီယာကိုပြောကြားရမှာဒရုန်းနဲ့ကားစီးကိုပြက်ခတ်ခဲ့ပြီးဓာတ်ရိုက်ထိမှန်ကမီးလောင်ခြွန်ခဲ့တယ်လို့သိရပါတယ်။လေဗနွန်နိုင်ငံပိုင်အမျိုးသားသတင်းဌာနကအေဇေးစစ်တပ်ဟာမာဂျာယွန်းခိုင်တောင်ပိုင်းရှိ ခရမ်အယ်မာရရက်ကွက်ကိုနေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ဖော်ပြခဲ့ပါတယ်။အော်တိုဘားလ24ရက်ကျသပိုင်းနေ့ကအစ္စရေးတပ်ဖွဲ့တွေဟာဘီကာအရှေ့ပိုင်းဒေသကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးတော့လူနိုဦးတည်ဆုံခဲ့ကနောက်ဆက်တွဲအနေနဲ့လက်ဗနွန်တောင်ပိုင်းရှိအာရဗ်ဆလင်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးတော့အသက်အကြီးမျိုးသမီးတူအပါဝင် အခြားလူလည်းတည်ဆုံခဲ့ရပါသေးတယ်။အစ္စရေးစစ်တပ်ကတပ်တွေအထောက်အထားမပြဘဲ စစ်စခန်းတစ်ခုနဲ့ဒုံးကျည်ထုတ်လုပ်တဲ့နေရာအပါဝင်ဟစ်ဆိုလာနဲ့ဆက်ဆက်နေတဲ့နေရာတွေကိုတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဟစ်ဆိုလာဘက်ကတော့ချက်ချင်းမချက်ပေးတာမျိုးမရှိခဲ့ပါဘူး။အစ္စရေးဟာအခုနှစ်အစောပိုင်းကအပြစ်ခတ်ရဆဲရေးရအပြစ်ဝဆုတ်ခွာဖို့လိုအပ်ပေမဲ့နေဇက်စခန်း၅ခုကစစ်ရေးတရှိမှုကိုထိမ့်သိမ်းထားဆဲဖြစ်ပြီးတော့တောင်ပိုင်းမှာရှိတဲ့လဗနွန်နယ်မြေကိုဆက်လက်တိုက်ခတ်မှုတွေလှုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။ကျွန်တော်ရစ်ချက်ပါ။ယနေ့အော်တိုဘာလ25ရက် BBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်ကိုထွန်းပါ